မြန်မာထိုင်းနယ်စပ်မြဝတီမြို့နယ်မင်းလက်ပန်နယ်ဖလူးဒေသမှာစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေနဲ့ခေနယ်လီပူပေါင်းတပ်တွေကြားတလာနီဘာကြားတဲ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်ရှင်တပ်ဖွဲ့ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံဗတ်ချန်းကိုနေ့စဉ်နီဘာကြားရောက်ပောက်ကွဲနေတာကြောင့်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရမှုတွေထိုင်းနိုင်ငံသားတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာစစ်ကောင်ရှင်တပ်အတွင်းမှာ လက်နက်ကြီးတွေကိုရန်တမ်းပစ်ခတ်မှုတွေကြီးစိုးလာနေတဲ့အပြင်စစ်စည်းကမ်းဥပဒေတွေကို အလေးနက်ထားမှုလျော့နေတာတွေကိုပြသနေတာဖြစ်တယ်လို့စစ်ရေးအကြက်ခတ်တွေကထောက်ပြပြောဆိုလာပါတယ်။ဒါဟာလက်နက်အားကိုနဲ့အနိုင်ကျင့်ရတာကိုအကျင့်ပါနေတဲ့စစ်ကောင်ရှင်တပ်သားတွေကသူတို့အားသာတဲ့လက်နက်ကြီးနဲ့ဖိနှိပ်နေတာဖြစ်ပြီးဒီအရာကိုဆွဲလန်းနေကြတာလို့လဲဆိုပါတယ်။အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးစီဒီအမ်ဘုံမှုနှောင်ယူကအခုလိုတုံ့သက်ပြောကြားလာပါတယ်။ ဒီလက်နက်ကြီးပစ်ခတ်တဲ့ခါမှာတော့ဗောနော်ဒီနေဆက်မြင်းပေါ်မှာရှိနေတဲ့နေရာတွေကိုပစ်ခတ်မယ်ဆိုရင်တော့ပစ်ခတ်မယ်နှုံထားတွေပစ်မဲ့ rain တွေဟာတိတိကျကျချိန်ဆပစ်ခတ်ဖို့ဟာအင်မတန်မအရေးကြီးတာဗောနော်စစ်ကောင်စီမြေပြင်တပ်တမှုတွေဟာအဲဒီစီမင်းဥပဒေတွေကိုလေးစားလိုက်နိုင်မှုဟိုအလေးနက်ထားမှုယုံနေအားနေတာတွေလည်းပါတယ်အဲဒီလက်နက်ကြီးကင်တွေပစ်ခတ်သူသူရဲ့အဲကြမ်းကျင်မှုအာနေတာတွေလည်းပါတယ်နောက်တစ်ချက်က သူတို့သူတို့ပြစ်ရှင်တဲ့ပြစ်ခတ်လေးဒါကိုရန်တမ်းပြစ်ခတ်လေးရှိတာပေါ့နော်ဒီရန်တမ်းပြစ်ခတ်လေးရှိတဲ့အလေးထားကြီးဆိုတာလေဒီလိုအခြေအနေဒီကြောင့်ဒီလက်နေကြီးကြီးတွေဟာအဲတဒီပြီးရင်နောက်တစ်ခုက nether seaming ကအရန်ကိုနီကက်လွန်တဲ့အတွက်ဒီလိုနီကက်လွန်နေတဲ့အခြေအနေမှာဒီလိုရန်တမ်းပြစ်ခတ်တာမျိုးတွေရှိလာတာဖြစ်တဲ့အတွက်ဒါထိုင်းနိုင်ငံပိုင်းနဲ့တဲကိုအလက်နေကြီးကြီးတွေကြော်လွန်ကြောက်ရောက်ခြင်းတဲ့အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့တော့အခုလိုပြောလို့ရနိုင်ပါတယ် အော်တိုဘားလနှောင်းပိုင်းနဲ့ဒီဇင်ဘာလအစောပိုင်းတွေအထိထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့နယ်အတွင်းမှာရှိတဲ့မဲကိုကင်းကျွရဲကိုစစ်ကောင်မရှင်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးခုနှစ်လုံးထပ်မင်းကြားရောက်ပောက်ကွဲခဲ့ပါတယ်။ဒီဖြစ်စဉ်တွေကြောင့်မြန်မာနိုင်ငံသားကလေးငယ်တအူအပါအဝင် ရွှေပြောင်းအလို့သမား၄ဦးထပ်မင်းအပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ထိုင်းနိုင်ငံသား၃ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အထက်တအူကဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။ဒါအပြင် နေအိမ်အဆောက်အုံတွေပျက်စီးခဲ့ရတဲ့အပြင်ထိုင်းနိုင်ငံအတွင်းကဟင်းသီးဟင်းရဲ့စိုက်ခင်းတွေနဲ့မော်တော်ယာဉ်တွေလည်းပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။အေးဖုန်းကြောင်းမှနေနေတော့မယ်မပြန်ရသေးဘူးလေဒီမှာပြစ်တော်ခတ်တော်ရှိသေးတယ်ပြည်သေးဘူးဒီဘက်ကလည်းကြားလို့ဒီဘက်ကလည်းလက်နဲ့ကြည့်နေကြားလို့ဒီနေ့တော့မှမှာအရေးပေါ်ကနဲ့နှစ်ယောက်လားသုံးယောက်လားမသိဘူးတဲသွားတယ်ဟိုတွင်ပဲငကားကြောင်းပဲအချောင်းကြားအေးထတ်ကြပြီလေနေတိုင်းလိုပဲကြားနေတယ်ဒီမှာလည်းနေတိုင်းလိုပဲပြစ်နေတာခတ်နေတာ ထိုင်းနိုင်ငံဘက်ကတော့သူတို့နိုင်ငံအတွင်းကိုမြန်မာစစ်တပ်ပစ်တဲ့လက်နက်ကြီးကြီးတွေကြားရောက်ခဲ့မှုနဲ့ပတ်သက်ပြီးအဓိကအားဖြင့်တတိပေးတုံ့ပြန်မှုလုံခြုံရေးတင်းကျပ်မှုတန်တမန်ရေးအရကန့်ကွက်မှုနဲ့နေဆက်ဂိတ်တွေကိုပိတ်ဆို့မှုတွေအစင်လိုက်လှုံ့ဆော်ခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ30ရက်နေ့က60မီလီမီတာလက်နက်ကြီးကြီး၅လုံးထိုင်းဘက်ကိုစားရောက်ပောက်ကွဲခဲ့တာကြောင့်ထိုင်းစစ်တပ်က120မီလီမီတာမီဂူပုံ၄လုံးတုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တဲ့မဲကိုကင်ကြေးရွာနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ထိုင်းဒေသခံတွေကိုလည်းနေဆက်လုံဆောင်ရေးတင်းကျပ်ထားတဲ့အပြင်ယာယီဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်ဖို့ထိုင်းရနာပိုင်တွေကအမိန်ပေးထားပါတယ်။အဲ့ဒီလို ထိုင်းနိုင်ငံတွေကိုလက်နက်ကြီးနဲ့ကြီးစံနေဇက်တိုက်ဆိုသလိုကြားရောက်ပောက်ကွဲနေတာကြောင့်ထိုင်းနိုင်ငံတော်ဝင်တပ်မတော်ဘက်ကမြန်မာဘက်ကိုတရီပေးထားသလိုကာကွယ်ရေးဦးစီးချုပ်ကထက်မှန်ကြားရောက်ရင်း စည်ရည်အရာတုံ့ပြန်မယ်လို့လည်းပြောလာပါတယ်။လက်ရှိမှာထိုင်းနိုင်ငံဟာမြန်မာနဲ့နယ်စပ်အပြင်ကမ္ဘောဒီးယားနယ်စပ်မှာလည်းနှစ်နိုင်ငံနယ်မြေအငင်းပွားရင်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးထိုင်းလီတက်ကကမ္ဘောဒီးယားစစ်ကန်တွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့သိရပါတယ်။